နိုင်ငံသားမှာ shopping သွားကြနေသလိုရှင်เนาะဒီ video ကိုဆုံးဖြတ်ကြည့်လိုက်ပါเนาะဆိုတော့ shopping ထွက်တဲ့အခါမှာပထမအကြုံကဒါဘလောက်လဲဒါကတော့အားလုံးသိပြီးသားအတိုင်း how much is this ဟိုအဘလောက်လဲလို့ပြောခြင်းနေသလိုရှင်เนาะ how much is that how much is that ကိုကပစ္စည်းတစ်ခုကြိုက်ပြီဒါပေမဲ့ကိုတို့ကစိုက်မတော်ဘူးချားရောင်ရှိလားဒါမှမဟုတ်တခြား size ရှိလားလို့မေးတဲ့အခါမှာ do you have this tashila in a different size so the cha size shila ko pa na wa ni de so do you have this in a different size do you have this in a different size? Do you have this in a different color? Can I try it on? Can I try this on? can i try this on လို့ပြောလို့ရပါတယ်ပြီးရင် fitting room ဘယ်မှာလဲဒါတော့လွယ်ပါတယ် where is the fitting room where is the fitting room လို့ပြောလို့ရပါတယ်တကူကကြိုက်သွားပြီးဝယ်တော့မယ် solution တော့လေ i pay by card can i pay by card ကနဲ့ပေးလို့ရလားဆို visa card ဒီ master card ဒီတခြား card တွေရှိတယ်ဆိုလို့ရှင်เนาะကနဲ့ပေးလို့ရလားလို့ပြောလို့ရတယ်လို့ငွေသားနဲ့ပဲပေးချင်တယ်ဆိုလို့ရှင်เนาะ can i pay by cash can i pay by cash လို့ပြောလို့ရပါတယ်ဆိုတော့ဒီဟာကလေ discount ချထားလားဒါမှမဟုတ်ဒါက sale လားလို့ပြောတဲ့အခါမှာ is this on sale is this on sale ဒါကတော့ discount ချထားလားလို့မေးတာပါနော်ဆိုတော့ကိုကဥပမာဒီတိုင်းပဲ shopping ထွက်တာတော့ဟုတ်တယ်ဒါပေမဲ့ဘာမှမဝယ်ဘူးပေါ့နော်ဒီတိုင်းပဲပတ်ကြည့်တယ်လို့ပြောတဲ့အခါမှာ I'm just browsing လို့ပြောလို့ရပါတယ် I'm just browsing ကျွန်တော်သိပြီးသား window shopping လည်းသုံးလို့ရပါတယ် I'm just window shopping ဟုတ်ပြီနော်ဆိုတော့ဒီတိုင်းပဲကိုသိချင်တာရှိလို့ရှင် comment မှာတခါလေးရေးပြီးတော့မှပါမေးသွားပါနော်အာဒီလိုမျိုး video လေးတွေကို စိတ်ဝင်စားတယ်ဆိုလို့ရှင်เนาะဗီဒီယိုရဲ့အောက်မှာ yes လို့ရေးပေးပါ thank you so much everyone see you on my next video